သမီးနာမည်ကမဆာချင်းဝင်ဖြစ်ပါတယ်။သမီးကဘကိုးတိုင်းဒေသကြီးအနောက်ပိုင်းအုပ်ဖို့မြို့နယ်အိမ်မက်တရမြို့ကနေပြီးတော့တင်နန်းလာရောက်တဲ့ချင်းဖြစ်ပါတယ်ရှင်။ဟုတ်သမီးတင်နန်းပြီးတည်ချင်းပေါ့နော်။အဲ2016ခုနှစ်ကပဲစဝင်ပြီးတော့အခု2020ထိပေါ့နော်။ဒီတင်နန်းမှာပဲဟိုတင်နန်းတက်ပြီးတော့အလုပ်ပြန်လုပ်နေတာပါရှင်။ဟုတ်တမီးရဟိုဆယ်နှစ်ဖြစ်ပြီးတဲ့ဒီတင်နန်းကိုလာတက်ပြီးတော့ဒီတင်နန်းတက်နေနေပဲဗောနော်ဒီတင်နန်းမှာပြန်ပြီးအလုပ်လုပ်ပြီးတော့ဆမ်မွဲဒစ်စတန့်ဗောနော်ပြန်ပြီးတော့ဖြစ်နေပါလေရှင်အခုဆိုနောက်ဆုံးနေ့ရောက်ပါပြီရှင် ဟုတ်ဟောဒီတင်နန်းတက်ပြီးတော့ဒီမှာအလုံးလုံးဆောင်းမွေးပြန်ပြရတဲ့အတွက်တင်နန်းတက်ပြီးတော့လှုပ်လှုပ်တော့ဝင်ငွေလေးရှိပါတယ်ရှိဒီဝင်ငွေလေးနဲ့တမိပြန်ပြီးတော့ distance ပြန်ပြေတယ်ပြီးတော့ distance ပြန်ပြေတဲ့အချိန်မှာအချိန်က2လလောက်လိုပါတယ်ရှင်အဲ့ဒါကိုလည်းတမိတို့ဒီ week ရုံးကနေပြီးတော့လုံလောက်တဲ့ခွင့်ကိုပေးထားပါတယ်ရှင်ဟုတ်အကျိုးကျေးဇူးအနေနဲ့ကတော့ကျမရေးစောင့်ရှောက်မှု ကတော့အများကြီးရပါတယ်ရှင်။ကျမတို့ဟိုခုဘယ်လူနာမျိုးမဆိုဘောနော်ဟိုတက်ကြီးပိုင်းလူနာတွေအကုန်လုံးကိုလည်းပဲတမျိုးကူလုံးနေတဲ့ကာလအတွင်းမှာ experience အရာတော်တော်လေးကိုပဲကျွမ်းကျင်နေပါပြီရှင်။ဟုတ်โอเคဟောဒီတင်နန်းကိုလာရောက်တက်မဲ့ညီမလေးတွေကိုပေါ့เนาะဒီတင်နန်းကိုလာပြီးတော့တက်ပါဒီတင်နန်းအဆတ်ဆာရရအဆင်ပြေပါတယ်လို့ပြောချင်ပါဒီတင်နန်းပြီးတဲ့အခါမှာလည်းဒီတင်နန်းမှာပြန်ပြီးတော့အလုပ်လုပ်မယ်ဆိုလို့ချင်းတီဝီကဲကျမရေဝန်ဆောင်မှုလုပ်ငန်းနေပြီးတော့ဟို distance ပြန်ပြင်မဲ့ညီမလေးတွေကိုလည်းပဲလုံလောက်တဲ့ခွင့်ပေးတယ်။ဟိုအဲ့ဒီအတွက်ဘာမှအခက်အခဲမရှိဘူး။ပြီးတော့ဟိုဒီဝန်ဆောင်မှုလုပ်ငန်းကနေပြီးတော့အလုပ်လုပ်ပြီးတော့မိဘကိုထောက်ပံ့နေတဲ့ညီမလေးတွေလည်းပဲဟိုလုံလောက်တဲ့ငွေကိုပေးနိုင်တယ်။ဟိုဒီတင်နန်းကနေပြီးတော့ဒီဝင်ဝီကဲဝန်ဆောင်မှုလုပ်ငန်းမှာပြန်ပြီးတော့အလုပ်လုပ်စေချင်တယ်။အဲ့ဒါမှဒီတင်နန်းကိုလာပြီးတော့တက်ရောက်ပါလို့ဖိတ်ခေါ်ပါတယ်ရှင်။